စင်ကောင်းကြီးအမိရောက်မှတစ်ဆူသလိုပရီးမီးယားလိမှာဒုတိယနေရာတော့မတိကြတော့တဲ့အာဆင်နယ်အာဆင်နယ်တင်းရဲ့ဘဝဟာတကယ်ကိုစိုးရိမ်စရာကောင်းတဲ့အနေအထားကိုရောက်နေပြီလို့ပြောရမှာပါတချိန်ကချန်ပီယံဖြစ်ဖို့ရည်ပန်းစားခဲ့တဲ့အင်းဟာခုတော့ဒုတိယနေရာကိုတော့ထိန်းထားနိုင်မှာမလားဆိုတာမတိကြတော့ပါဘူးကြာခဲ့မှာရေးကြီးတဲ့ချန်ပီယံလိဆီမီဖိုင်နဲ့ဒုတိယကျော်ပွဲရှိနေတာတော့အိမ်ခွေးမှာဘုံမောက်လို့အင်းကိုလူုံထုတ်ပြီး ငါကတော့ကိုဆိုတဲ့ရလတ်နဲ့ရှုံးလင်းခဲ့တာဟာတကယ်ကိုလက်ခံနိုင်စရာမရှိပါဘူး။ဒီကျုံးပွဲကသူတို့ရဲ့ယုံကြည်မှုကိုဘယ်လောက်ထိထိခိုက်စေမလဲဆိုတာစောင့်ကြည့်ရမှာပါ။ပရီးမီးယားလိမှာလည်းအခြေအနေကမကောင်းပါဘူး။နောက်ဆုံး၄ဘွဲ့ဆက်တိုက်အနိုင်ရထားတဲ့မန်စီးတီးနဲ့အခုရမှတ်၃မှတ်ပဲကွာတော့တာပါ။တန်တဲ့နောက်ဘွဲတွေမှာအမှားယွင်းတွေထပ်လုပ်ခဲ့မယ်ဆိုရင် ဒုတိယနေရာကနေတော့ရောကြသွားနိုင်တဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ဘုံမောက်ကိုချုံနှိမ့်ခဲ့တဲ့ပြင်အရင်ဘွဲဒီမှာလည်းရုံးကန်ကြရတဲ့ပုံစံမျိုးတွေတွေ့ခဲ့ရပါတယ်။အိမ်ခွင်းမှာအမှတ်တွေလည်းလည်းကူကူလက်လွတ်ခဲ့ရတာဟာသူတို့ရဲ့ချန်ပီယံလိမျောလင်းချက်ကိုမိမ့်မိန်စေခဲ့ပါတယ်။တစ်ဖက်မှာလည်းချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကြောမှာအာဆင်နယ်ကိုအိမ်ခွင်းမှာလက်ခံကစားရမယ့် PSG အသင်းကလည်းလီဂူဘက်မှာစကရပ်ဘောင်းအသင်းကိုငကိုတကိုနဲ့ဝေးခွင်းမှာချုံနှိမ့်ခဲ့ပါတယ်။အရေးကြီးတဲ့ပွဲမတိုင်ခင်လက်တင်စလုံးရှုပ်ပွဲတွေကြုံတွေ့ခဲ့ရပေမဲ့ PSG အသင်းအနေနဲ့ပထမကြောအမ်ရိတ်မှာအနိုင်ရထားတာရဲ့ဒုတိယကြောမှာအိမ်ခွင်းမှာကစားရမှာဖြစ်တာကြောင့်ဖိအားများများရှိမယ်မထင်ပါဘူး။အာဆင်နယ်အသင်းအနေနဲ့ ကြိုင်ကမှလည်းချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကြော့ပွဲကစောင့်ကြိုလိုနေပါတယ်။အဝေးကွက်မှာကစားရမှာဖြစ်ပြီးပထမကြော့မှာရလက်ကောင်းကောင်းမရထားတာကြောင့်ဖီးယားတွေပုံများနေမှာတော့တေးကြပါတယ်။ဒီရက်သက်တပတ်ဟာအာဆင်နယ်တင်းတော်တကယ်ကိုဆုံးဖြတ်ပေးမဲ့ရက်သက်တပတ်လို့ဆိုရမှာပါ။ပရီးမီးယားလိမှာဒုတိယနေရာကိုဆက်ထိန်းနိုင်မလား။ချန်ပီယံလိမှာနောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်မလားဆိုတာဒီရက်သက်တပတ်ရဲ့ရလက်တွေကအဖြေပေးသွားမှာပဲဖြစ်ပါတယ်။အာဆင်နယ်တင်းပရိသတ်တွေအနေနဲ့ကတော့သူတို့တင်းဘလို့ရလက်တွေရရှိလာမလဲဆိုတာရင်တမမနဲ့စောင့်ကြည့်နေရမှာပါ။ဒီရည်ဟာသူတို့အတွက်ပျော်ရွှင်စရာအဆုံးသတ်တစ်ခုဖြစ်လာမှာလား။ဒါမှမဟုတ်စိတ်ပျက်စရာအဆုံးသတ်တစ်ခုဖြစ်လာမှာလားဆိုတာမကြခင်သိရတော့မှာပါ။ ভাই কোনো কেতিয়া আমাৰ পৰ্যায়ত